မင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါတယ်ဟုတ်ပြီကျွန်တော်အရင်ကောသင်ခန်းစာမှာ method ရဲ့ argument list အကြောင်းကိုပြောခဲ့ဒီခေါက်မှာကျွန်တော် class အကြောင်းကိုပြန်ပြီးတော့အောက်တော့ဟုတ်လားဘယ်လိုအောင်မှာလဲကျွန်တော်အရင်ကောသင်ခန်းစာမှာနမူနာပြတယ်ဒီမှာဆိုဒါဆိုရင်တော့ class demo ဆိုပြီးတော့ကျွန်တော်ပြခဲ့တဲ့နမူနာ class coupon d တယ် okay မလားအပြင်တော့ df တွေ class ထဲမှာထည့်လို့ရတဲ့ variable တွေအဲ attribute တွေ behavior တွေကျွန်တော်လုပ်တယ်လိုအပ်တဲ့ဟာတွေပေါ့နော်ကျွန်တော်လုပ်တယ်ပြီးရင်တော့ဒီ define နေမှာ ဒါဆိုဒါဆိုရင် class demo.py ဆိုတဲ့ source file နေမှာ source file or နောက်တစ်မျိုးဘာကိုခေါ်မလဲဆိုရင် module file class demo ဆိုတဲ့ module file နေမှာကျွန်တော်ဒါတွေရေးတယ်ပြီးရင်တို့ဒါတွေကိုလက်တန်းမှာလုပ်ပြတော့တုံးပြတယ်ဟုတ်ကဲ့နော်တွေ့လားဒီထဲမှာပဲ object ဆောက်တယ်ပြီးဒီထဲမှာပဲ object ကို access လုပ်ပြီးတော့ method တွေခေါ်ပြီးတော့မလုပ်ပြလဲတုံးပြတယ် okay တကယ် application ရေးတဲ့နေမှာ node အဲ့လိုမလုပ်ပါဟုတ်ကဲ့နော်အဲ့လိုမလုပ်ဘယ်ထဲရေး store ဒီမှာဆိုရင် .py file ဆိုတာဘာဖိုင်လဲ source file အဲ့ source file ကိုတနည်းအားဖြင့်ဘာလို့ခေါ်သေးလဲဆိုရင် module လို့လည်းခေါ်တယ် module file module file နဲ့မှာကျွန်တော်ပြောပြသားဟို function နဲ့ definition လုပ်မယ် function နဲ့ရေးမယ်ပြီးကျွန်တော်ဘာလို့ method တွေရေးမယ်ပြီး class တွေရေးမယ်ဟုတ်လား variable တွေရေးမယ်ကြိုင်းတွေ module တွေမှာခေါ်မတော့ module ဆိုကျွန်တော်စုတာတကယ် run နဲ့ file run နဲ့ file တက်တက်ဟုတ်လား main file run ပြီးဆိုမှ run နဲ့ file လည်းအလိုလိုတာပြီးရင်ကျွန်တော်တို့ စုလာပေါ့ဒီကဟိုကုတ်လေးတွေမဆိုင်ဆိုင်လေးတွေစုစုမှကျွန်တော်တို့ဘာလို့လဲခေါ်ခေါ်ဆုံးလားတကယ်ပဲ application မှာကဲဒါဆိုကျွန်တော်တို့ခုလောစဉ် class နဲ့ပတ်သက်တာဖြစ်တဲ့အတွက် channel လည်းပြောတယ် class ကြောင်းအောင်ပြောမယ်ကဲ class ကိုဒါဆိုရင် class ကိုကျွန်တော်တို့ create လုပ်တတ်ပြီ class တဲ့ဟာဟွာတွေ variable တွေ class variable တွေ instant variable တွေ class method တွေ instant method တွေပြီးကျွန်တော်တို့ constructor method တွေကိုနားလည်ပြီးဆိုရင်ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကျွန်တော် class တစ်ခုကျွန်တော်ဖန်တီးထားတယ်ဟုတ်ပါလားဘယ်ဖိုင်လဲဆိုရင်ကျွန်တော်အဲ class using class ပေါ့နော် module file လေကျွန်တော် parsing ဆိုတဲ့ class file လေးလောက်တာ parsing module ဒီမှာ parsing module parsing module ကိုကျွန်တော် right click နဲ့ပြီးတော့ edit words နဲ့ဖွင့်လိုက်တယ် okay မလား parsing module မှာ module တွေမှာကျွန်တော်တို့ class တွေအများကြီးရှင်းလို့ရတယ် module ဆိုတာတနည်းပဲစုလာတယ်အစင်းတိုင်းကျွန်တော်ပြန်ပြောမယ် statement လေးတွေစုတာကို method of function လို့ခေါ်ပြီးတော့အဲ method of function တွေကိုစုတာကိုဘာလို့ခေါ်လဲဆို module လို့ခေါ်တယ်အပြင်မှာလည်း ဒါတွေရေးလို့ရအောင်မော်ဂျူးတွေရေးလို့ကမတ်တက်တွေရေးနောက်တစ်ခုအဲ့ဒီမော်ဂျူးတွေကိုနောက်တစ်ဆိုင်ယံဆိုင်ယံထပ်စုတဲ့ group ရှိတယ်အဲ့ဒါဘာလဲဆိုရင် class group ဟုတ်လားအဲ့ဆိုဒါဆိုတော့ဒီမှာကြည့်ရှင်းမသွားဘူးလားဒါဆို person ဆို person တော့ group လေးတခုဒါဆိုရင် address ဆို address ရဲ့ class လေးဒီတော့ကျွန်တော်ဒီ class တွေကို object ဆောက်ထားတာတွေ့လား object ဆောက်တယ်ဆိုတော့ code တွေတွေ့လားမတွေ့ဘူးဒါတက်တက် class ကိုပဲကျွန်တော်ဘာလုပ်လိုက်တာ create လုပ်လိုက်တာဒါဆိုရင်အခုလေ့လာနေတဲ့လူနားနေရမှာဒီမှာ person module.py ဆိုတဲ့ module file module နဲ့ရမှာ person module ဟုတ်ကွာကိုပေးထားနော်ကြိုက်တဲ့နာမည်ပေးအဲဒီမှာကျွန်တော် class ဘယ်နှမျိုးဖန်တီးတာ person class နဲ့ attribute class ဆိုပြီးကျွန်တော်မလုပ်တာလေဖန်တီးတာ Okay ဖန်တီးထားပုံတိုင်းလေးရေးပုံရေးနေလို့ကျွန်တော် class လေးတွေကိုချက်ပြီးတော့ပြန်ပြောပြအောင်မယ်ပြီးရင်အသုံးပြုပုံတွေ့နေကိုလုပ်ထားတဲ့ module file ကို class file ကိုပြန်ပြီးတော့ဘယ်လိုအသုံးပြုဝင်လဲရှင်းမသိနေပြီလားဟုတ်ပြန်ပြီးတော့ training ပြန်ပြန် Okay နော်ဒီမှာကြည့်ပြီးတော့ single class keyword နဲ့တော့ person ဆိုပြီးတော့ပေးလိုက်တယ် person မှာကျွန်တော်တို့နေနဲ့မှန်းထားတဲ့ name ရှိမယ် age ရှိမယ်ဟောဒီမှာကြည့်ပြီးကျွန်တော်ဒီ class declaration အပေါ်မှာဘာပဲရေးပဲရေးတော့ရေးချင်ရေးလို့ရတယ်ကျွန်တော်လောလောဆယ်တော့မရေးထားဘူးရေးချင်ရင်ရေးလို့ရတယ်အဲ့ဒီနားမှာရေးတဲ့ဘယ်ရေးပဲဘာလို့ခေါ်မလဲဆိုရင် class variable ပဲလို့ခေါ်တယ် okay ဒီမှာကျတော့ဒီမှာ name ဆိုတဲ့ variable တခုပါတယ်ဒီ name ဆိုတော့အဲ့ဆိုဒီမှာ variable name ဘလို့ဒီ class ဒီ person class ကိုကြည့် variable name လောလောဆယ်မှာခုတွေ့တာနှစ်ခုတွေ့တာဒီ set ကိုထည့်မပြောတော့နဲ့ set ဒီ pin ဆိုရင် pin ton ရဲ့ signature ရထည့်ရတဲ့ဟာလို့ပဲမှတ်တာဟုတ်လားဒါဒီကျွန်တော်တို့ဘာလို့ constructor ကို find နေ constructor ထဲမှာကျွန်တော် name ဆိုတဲ့ variable တစ်ခုရဲ့ name ဒီ constructor method မှာ name ဆိုတဲ့ parameter တစ်ခုရဲ့ age ဆိုတဲ့ parameter တစ်ခုရဲ့ဒီမှာ default term ကိုထည့်တာရှင်းမှာကျွန်တော်တို့ function မှာသင်ခဲ့သလိုပဲ default term ကိုထည့်တာထည့်ထားတော့ကျွန်တော်တို့ကျွန်တော် constructor ဆောက်တဲ့ချိန်မှာ default term ကိုမထည့်ဘဲနဲ့လေးသွားလို့ရတယ် okay မဒီအကြောင်းလေးနားလဲဆိုတော့နောက်အကြောင်းကိုသွားမယ်ဒါဒီကျွန်တော်တို့ method constructor ကို creation လုပ်လိုက်တယ်ပြီးကျွန်တော်တို့ constructor တွေရနေပဲ deep term တွေကို assign လုပ်တယ်ထည့်ဒီမှာကြည့်ဒါလဲ ဒီ name နဲ့ dh နဲ့ဒီ name နဲ့ dh နဲ့မတူဘူး။ဘာဖြစ်လို့လဲ?ဒီဟာဒီကျွန်တော်တတ်တတ်ထပ်ပြီးတော့ create လုပ်လာတာ variable name တခု set.name ဆိုပြီးတော့ဒီ class sorry instant variable တခုမှာလုပ်လာတယ်။ကျွန်တော် gpsn memory မှာ location ထည့်လိုက်။ယူပြီးတော့အဲ့ဒီရဲ့ tempo ကိုကျွန်တော်ဘယ်ထည့်ထည့်လိုက်တော့ဒီ name နဲ့စာထုတ်လိုက်။ဟောဒီ name နဲ့ဒီ name နဲ့တူတယ်။ဟုတ်ကဲ့နော် set dot name ကျွန်တော်ရှေ့မှာဆိုရင် java နဲ့ဒီခုလေ့လာတဲ့သူဒီအကဲမဲ့ java များဟောလောက်ခုလဲဆိုရင်ဒီ self နဲ့ this နဲ့အတူတူပဲ this dot name ဆိုတာဒီ person ရဲ့ name ကိုပြောတာ ဒီ name ဒီဒီ person ရဲ့ name ပေါ့ဒါ constructor တွေကကျွန်တော်တို့ထည့်မယ် name ဒီ name ကိုဒီမှာလာပြီးအစားထိုးတယ် dh ကို dh ထဲကို dh ကလာပြီးတော့အစားထိုးတယ်ဟုတ်ဒါကျွန်တော်တို့ဘာလုပ်တာလဲ initial line လုပ်တယ်တန်ဖိုးတွေကိုဒီထဲမှာ initial line လုပ်တယ်ညနေနားရှုပ်နေမယ်ဆိုရင်တော့အဲဒီ beginner နေနဲ့နည်းနည်းနားရှုပ်မယ်ဆိုခဏနားထောင်ပြီးရှေ့ဆက်သွားတယ်မပူနဲ့ဟုတ်နောက်တစ်ရက်လောက်ဆိုပြန်နားလဲဟုတ်လား programming သဘောတွေအဲ့ဒါပဲဟုတ်လားနည်းနည်းရှုပ်ကျင်တယ်လို့ပြောရရှင်းကျင်တယ်လို့နည်းနည်းရှင်း okay နောက်ထပ်ဒီ method လေး gd gap success ဒါကိုကြတဲ့နာမည်ပေးရပါမယ်ကျွန်တော်တို့ programming လောကမှာဒါကိုဘာလို့ခေါ်လဲ assessor တွေလို့ခေါ်တယ်ဒါကိုဘာလို့ခေါ်လဲ assessor တွေလို့ခေါ်တယ်ဘာဖြစ်လို့လဲကျွန်တော်ဒီမှာကြည့် campaign ဆိုပြတာ variable ကျွန်တော်ဒီမှာလောလောဆယ်ဒီ instant variable ကျွန်တော်ဘယ်နှခုရှိလဲနှစ်ခုရှိတယ် name နဲ့ age instant variable ဘယ်နှခုကျွန်တော် name နဲ့ age ဒီ class ဒီ class ထဲမှာ particular ထဲမှာရှိနေတဲ့ name နဲ့ age ကိုကျွန်တော် assess လုပ်ဖို့တော့ကျွန်တော် method လေးတွေဖြန့်တီးလိုက်တာ ဟုတ်လား DEF function တော့ပြီး method လေး fan ဒီလဲ search ကတော့သူရဲ့ပုံမှန်ထည့်ထည့်စင်တိုင်း instant method ဖြစ်အောင်လေးကျွန်တော်ထည့်လိုက်တယ်ဟုတ်ပြီဒါဆို gain name ဆိုဘာမှမလုံးဆောင်ချက်ဘာမှမရှိဘူး return ပြန်တယ်ဘာလို့ပြန်လဲဒီ name ကိုပဲ return ပြန်တယ်ကဲဆိုရင်တော့ဒီ name ကိုလိုချင်တယ်ဆိုဒီ gain name method နဲ့ဘာလို့လုပ်ရလဲလမ်းပြီးတော့အသုံးပြုလို့ရတယ်ဟုတ်လားဒါတွေကိုကျွန်တော်တို့က assessor လို့လည်းခေါ်တယ် program တော့ကမှ gutter setter လို့လည်းခေါ်တယ်မှတ်ထားပြီဟုတ်လား gain နဲ့ set နဲ့ gain နဲ့ set နဲ့ gain name set နဲ့ ဒါဒီအခြေခံလေးနားလည်အောင်လုပ်တာပဲနော်ဒီ gun နဲ့ stand နဲ့ကိုနားလိုက်ပဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ angle solution သဘောတရားပဲဒီနေ့ကိုကျွန်တော်တို့ diet လှမ်းပြီးတော့ person.name ဆိုလာလို့လေ dot notation နဲ့ person class name နဲ့ dot notation နဲ့သွားမခေါ်တော့ဘာလို့လဲဘယ်လိုသွားလဲဆိုရင် campaign စနေလေးနဲ့သွားတယ် object ကို object တခုတည်ဆောက်တဲ့နေရာမှာဒါလေးတော့ကျွန်တော်နားလည်အောင်လုပ်ပေးသွားဟုတ်လားဒီထဲမှာကျွန်တော်တို့ sub name name ကိုကျွန်တော်တို့လှမ်းပြီးတော့ value ထဲမှာပြီးတော့ name ဆိုတဲ့ variable တခုတက်ကဒီ name နဲ့ဒီ name နဲ့မတူဘူး ဒီ name ဒီ inest constructor ရဲ့ constructor parameter ထဲမှာနေဒီ name ဒီကျွန်တော်တို့ sub name လုပ်တဲ့အချိန်မှာထဲမှာ parameter ရဲ့နာမည်ဟုတ် name နေတူနေပြီနဲ့မရှုပ်နဲ့နော်ဒီ name ရတသက်ပြီးရင်ဒီ name ရတသက်ဒီ name ရတသက်ဟုတ်ကဲ့နောက်တစ်ခု dh ကတသက် dh ကတသက်အဲဒီပုံစံမှာဟုတ်နော်ဒါဆိုရင် get name set name ရရင် get h set h တဲ့အတူတူပဲ dh dh ဆိုတဲ့ instant variable လေးကိုလိုက်ပြီးကျွန်တော်တို့ access လုပ်မယ်အဲ read လုပ်မယ် write လုပ်မယ် read လုပ်မယ် write ဒီကိစ္စရ getter setter အောက်စု โอเคมั้ยดาดีคอนเสิร์ตอ่ะဟုတ်สุဟိုရဲ့အဲ့လိုလေးလားဒီတရားလေးကိုကြည့်အောင်လားပြီးတော့နောက်တစ်ခုဟောဒီ SDR ဟာဒီ string SDR ကိုဘာလဲဒီမှာဒီမှာထူးထူးဆန်းဆန်းမှတ်သက်တွေ့ပြီတွေ့လား NS code နှစ်ကြောင်းနဲ့ NS code နှစ်ကြောင်းနဲ့ဒီမှာ SDR ဆိုပြီးတော့ကျွန်တော်မှတ်သက်တခုထပ်တိုးလာဟာဒီမှတ်သက်ကထူးဆန်းတယ်အရင်လိုတွေလည်းသူများလိုလဲနာမည်တွေကံမက်ကတွေလည်းမဟုတ်ဘူးဘယ်နှစ်ဖက်တစ်ချက်တော့ဘာတွေဝန်းရံတာလဲ NS code တွေနဲ့ဝန်းရံတာလဲဒါဒီကျွန်တော်တို့သူ့ရဲ့ building method တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ရှင်းလာတာဟုတ်ဘူးနော် ကြည့်မယ်ကျွန်တော်ကဒီ method ဘာလုပ်လဲ str method ဒီ return ဆိုပြီးဒါလေးကိုပြန်ပြီးတော့ return သူ object ဆောက်တာ ਨੇ သူဒီကျွန်တော်ဒီကောင်ကို object ဒီ person ကို object ဆောက်တာ ਨੇ ဒီ return လေးကဒီ return statement လောက်လောက်သွားအလုံး return ပြန်လာပြီးတော့ကျွန်တော်တို့ဒီ object တစ်ခုဆောက်တယ်ဆောက်တယ်ဆိုဘာနဲ့ဘာတစ်ခုနဲ့ပဲဟိုလောက်လဲဆို variable name နဲ့လက်ခံပြီးတော့ကျွန်တော်ဆောက်တာလीပြီးကျွန်တော်တို့သုံးပြမှာနော်အမှန်တော့ format ချပြီးထည့်လိုက်တယ်ပဲ return ကို format ချပြီးထည့်လိုက်တယ်လို့မှန်တာ dot format နဲ့ name ထည့်မယ်ရှေ့မှာ name ထည့်မယ်နောက်မှာ age ထည့်မယ်ဒါပဲဟုတ်ကောနော် is is ဆိုပြီးတော့ဒါလေး return ပြန် ဒါလေးမှတ်ထားပဲ passing class ရရင်ဒီ address class လည်းနားလေပါ address ကကျွန်တော်တို့မတူအောင်ပို့နားလေအောင်လို့ကျွန်တော်ဒါကို class ဒါ class နှစ်ခုစောက်တိုင်းနော် address class တော့ဒီမှာ email email ကိုဒါစောက်တာလေဖုန်းကိုဒါဖုန်းမှာလည်း string value ပဲတုံးထားတယ် string data type ပဲတုံးထား string ကိုဒါစောက်တာမယ်ပြီးကျွန်တော်တို့ဒါဒီ dio စုဒီ constructor အောက်စုဒါဒီ email နဲ့ set.email နဲ့ dir email နဲ့မတူဘူးနော်ဒီ set.email ဒီ class ရဲ့ variable ဒါဒီကျွန်တော်တို့က constructor မတ်တဲ့ variable နေဟော name နဲ့တူနေပေမဲ့ scope တွေ scope တွေမတူဘူးဆိုတာကိုမှတ်ထားပေးဟုတ်လားနောက်တစ်ခုမှာဒီ get email ဒါဒီ getter စတာအောင်စု get email set email get form set form ဟုတ်ဟုတ်လား programming လောက်ကမှ getter စတာကိုစက်ပြီးတော့မှတ်သားပေးတော့နော် beginner တွေဆိုရင် okay ပြီးတော့နောက်တစ်ခုအဲ getter စတာလို့လည်းခေါ်တယ် accessor လို့လည်းခေါ်တယ်ပြီးတော့နောက်တစ်ခုဒီ df sdi sdi လောက်ဆောင်ရဲ့ကိုကျွန်တော်ပြီးရင်ပြောမယ်ဖြုတ်ပြီးတော့လည်းပြန်နောက်တော့ကျွန်တော်တို့ဒီ class နှစ်ခုရဲ့ဘယ်လိုဒီဆောက်ထားလဲကနားလည်ရတယ် okay မလားအဲ့ဆိုကျွန်တော်တို့ ပိုင်သွင်းရအကြောင်းဒီမှာအလုံးစုံလာနေတယ်နော်ပိုင်သွင်းရေးဖို့ပဲတဲ့မှာရေးတော့ dot py ဖိုင်နေမှာ dot py ဖိုင်မျိုးစားတွေကအဲ dot py ဖိုင်ဘာလို့ခေါ်လဲ module လို့ခေါ်တယ်အဲ module တွေမှာဗာရေးလို့ရတယ်ပရမတ်တစ်ချက် variable တွေရေးလို့ရတယ်ရှင်းမှာကျွန်တော် variable တွေတည်းရေး num နိုင်လည်းပြခဲ့ပြီနော်ပြီးတော့ function တွေရေးလို့ရအဲမှာ run တို့က runable ဖိုင်တွေတခါတည်းလည်း run လို့ရတယ်ဟုတ်ဘူးနော် function တွေ create လုပ်ခဲ့ပြီးတော့ module တွေမှာတော့ class တွေလည်းထည့်လို့ရအဲဆို demo module ဖိုင်ဒီ source ဖိုင်တစ်ဖိုင်တွေအများကြီးအရှိလာကြီးထည့်လို့ရဒါပေမဲ့တကယ်လုပ်ငန်းခွင်မှာလိုမှာပဲထည့် ဆိုင်ရဆိုင်ရတယ်။ဥပမာကျွန်တော်တို့ဒီဒီကောင်ကပါစင်နဲ့ဆိုင်နေတယ်။ပါစင်နဲ့ဆိုင်နေရတယ်ဒီမှာလာစုလိုက်။လိုချင်တဲ့ဆိုသူ့ကိုနာမည်ခေါ်ပြီးတော့ inbox statement နဲ့ပြန်သုံးမယ်။ဟုတ်ကဲ့။အဲဆိုကျွန်တော်တို့ creating class ရပြီနော်။ class name မှာလိုလိုရတဲ့ဟာလေးဒီမှာထည့်လိုက်ပြီ။ variable တွေ instant variable တွေ class variable တွေ instant method တွေ class method တွေပြီးရင်တော့ဒီသူ့ရဲ့ building ပါတဲ့ class လေးတွေ underscore နှစ်ဖက်ဝန်းရံထားတဲ့ method လေး Okay မလား? Okay. အဲဆိုတော့နောက်ခေါင်းတင်ရမှာဒီလောက်ထားတဲ့ class ကိုပြန်ပြီးတော့အသုံးပြုမယ်။ Okay မလား? Okay. Thank you ပြန်